တပန်ရှင်မောက္ကလံတကိုးရာမှာထုရှင်မောက္ကလံမထေမြတ်ဟာလေခရီးတ္တာစာရီကြွားတဲ့အခါမှာလူပြည်နတ်ပြည်ရင်ကြွားတာမဟုတ်ဘူးတခါတည်းရန်အဝိစီငရဲလူဒုက္ခဘုံတွေကိုကြွားသွားတာရှိတယ်အဝိစီငရဲဆိုတာဘာဖြစ်လို့အဝိစီလို့ခေါ်တာလဲလို့မေးလို့ရှိအဝိစီဆို ဆင်းရဲဒုက္ခတွေရဲ့အကြာလတ်မရှိဘူး။လောင်းနေတဲ့မိတောက်တွေရဲ့အကြာလတ်မရှိဘူး။ဖြစ်နေကြတဲ့တတဝါတွေရဲ့ကြားမှာအကြာလတ်ဆိုတာမရှိဘူး။မြေသားတွေကလည်းပြည့်တယ်။အပူလေးတွေမှာအတ္တိထည့်ထားသလိုပြည့်နေတယ်။လောင်းနေတဲ့မိတွေကလည်းပဲမိတောက်တစ်ခုနဲ့တစ်ခုဆက်နေတယ်။အကြာလတ်မရှိဘူး။ဆင်းရဲဒုက္ခဆိုတာလည်းအကြာလတ်မရှိဘူး။ ဒလဇတ်ချင်းရဲပြီးတော့ဒလဇတ်မီးလောင်နေတဲ့သရဝါတွေနဲ့ပြည့်နေနေတဲ့အဝိဇ္ဇငရဲကိုတခါတည်းရန်ကြွသွားတယ်။ဘာကိစ္စကြွတယ်ဆိုတော့အဝိဇ္ဇမှာငရဲခံနေရတဲ့ပုဂ္ဂိုလ်တွေသရဝါတွေတခါတည်းရန်ယန်းတန်ခါကိုဖူးတွေ့ရရင်လဲရလို့ကုသိုလ်စိတ်ကလေးများ ဖြစ်သွားလို့ရှိရင် တရားလေးတစ်လုံးနှလုံးနာလဲရလို့ကုသိုလ်စိတ်လေးဖြစ်သွားရင်ဒီဝိသင်ရဲ့လွတ်ဖွဲ့ရအတွက်အထောက်အကူဖြစ်မှာပဲလို့ဆိုရယ်ကြီးမားတဲ့ကရုဏာတရားနဲ့ကြွသွားအဲ့တော့ဒုက္ခတွေဒလဇက်ခံနေရတဲ့ငရဲသားတွေကရှမောက်ကလန်ကိုဘယ်လိုလုပ်ဖူးနိုင်မလို့သူဟောတဲ့တရားရောဘယ်လိုလုပ်နာမလို့အမလေးလူလေးဩနေကြတဲ့လူတွေလေငရဲသားတွေအဲ့တော့ဘယ်လိုလုပ်တော့ဆို ရှင်မောက္ကလံကသူတကောနဲ့ငရဲမိကိုမိုးကလေးရွာချပြီးတော့ခတ္တခဏလေးငြိမ်းအောင်လုပ်လိုက်တယ်။ငရဲမိငြိမ်းသွားတဲ့အခါကျတော့သူတို့အတော်သိန်းလေးတက်တန်ရရတဲ့ချိန်လေးမှာသူ့ပုံကိုကောင်းငင်ကပြမော်ပြီးတော့ဖူးကြတယ်။အဲ့ဒီချိန်လေးမှာတရားစကားလေးတစ်ခွန်းနှခွန်းပြောတယ်ဒီလိုဆိုတာပေါ့နော်။ဒါကတော့ စာရဲပေတယ်မှာစကားစာလာပေလာမဟုတ်ခဲနဲ့ပြောတာပါတော့ဆိုရှမောက်ကလာဝီစင်းငရဲသွားတော့ငရဲမိကလိုက်လို့တဲ့လိုက်လို့ပြေးလာငရဲရတော့မြတ်စွာဘုရားကငရဲမိကိုဖန်ကင်ထားတယ်ဘုရော်ဒီထဲမှာလက်ညိုးနဲ့လက်မချာဘူးလက်ညိုးနဲ့လက်မချာပုလုံးလေးကငရဲမိလို့ငရဲတော့ပြောကြတယ်ချောက်ရပါတော့နော် တကယ်ကတော့ဘပုဆရာကလက်ကလေးကျိုးသွားမှဆိုလို့အလေကောင်ကနော်ဒီတိုင်းထုလို့ရှိရင်ကျိုးသွားမှဆိုလို့အဲ့ဒီပူလေးခြံထားတာ